အာဆင်နယ်နည်းပြအာတီတာကအသင်းကစားသမားတွေဟာရီယယ်မက်ဒရစ်အသင်းနဲ့ကစားမဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယအကြိမ်ပွဲစဉ်အတွက်အာရုံစိုက်ထားကြတယ်လို့ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာအင်္ဂါနေ့ကကစားခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြိမ်ပွဲစဉ်မှာအင်ကွင်းမှာရီယယ်မက်ဒရစ်အသင်းကို၃ဂိုးပြန်နဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့အလွန်နှီးစပ်သွားပြီလို့ဘောလုံးကျွမ်းကျင်သူတွေကသုံးသပ်နေကြပေမဲ့ ရီယယ်မက်ဒရစ်ကစားသမားတွေကဘာနီဘျူးကွင်းမှာကစားရမယ့်ပွဲမှာပထမကြော်ရလက်ကိုပြောင်းပြန်လှန်ပြီးအာဆင်နယ်အသင်းကိုကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ကြောင်းပြောဆိုထားကြပါတယ်။အခုခါအာဆင်နယ်နီးပြအတီတာကအသင်းကစားသမားတွေအနေနဲ့ရီယယ်နဲ့ဒုတိယအကြော်ပွဲအတွက်အခုကတည်းကအာယုံစိုက်နေကြကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အတီတာကအသင်းကစားသမားတွေကရီယယ်မက်ဒရစ်နဲ့ကစားမယ့်ဒုတိယကြော်ပွဲအတွက်ပြောနေကြပါပြီ။ ကျွန်တော်တို့အနေနဲ့စနေနေ့မှာတပွဲကစားရအောင်မှာဖြစ်ပြီးရီးယန်းနဲ့ပွဲအတွက်ပြင်ဆင်ခြင်းရှိပါသေးတယ်။ဒါပေမဲ့အသင်းကစားသမားတွေကတော့ရီးယန်းနဲ့ပွဲအတွက်အခုကတည်းကစိတ်လှုပ်ရှားနေကြပါပြီလို့ပြောကြားခဲ့ပါတယ်။